ကျွန်တော်တို့ကြောက်လောကတွေကိုကိုကိုတိုင်းပေါ့နော်တင်တန်းပြီးလို့လက်တွေ့လုပ်တဲ့အခါမှာဘလို့စပြီးတော့မှလုပ်မလဲဆိုတာတချို့တွေတော့နည်းနည်းလေးတော့လမ်းကြောင်းတော့ပေါ်ပြီးသားဖြစ်နေမြဲဒါပေမဲ့ကျွန်တော်ပြောပြလိုက်ချင်တော့ပို့ပြီးတော့မှရှင်းသွားလိမ့်မယ်ကျွန်တော်တို့ကြောက်လောကတွေဝင်တဲ့အခါမှာဝင်ပေါက်၄ပေါက်ရှိတယ်လမ်းကြောင်းပေါ့နော်ကြောက်လောကတွေဝင်မဲ့လမ်းကြောင်းဘယ်နှခုရှိတယ်၄ခုရှိတယ်အဲ့တော့ခေါင်းစဉ်လေးကြည့်လိုက်မယ်ကြောက်စိမ့်လုပ်ငန်းကိုဘယ်လိုစတင်လုပ်ကြိုင်မလဲ ကြောက်စိမ့်လုပ်ငန်းကိုဘယ်လိုစတင်လုပ်ကြိုင်မလဲကြောက်စိမ့်လုပ်ငန်းကိုဘယ်လိုစတင်လုပ်ကြိုင်မလဲအရင်တော့ပြောတဲ့အစီအစဉ်တိုင်းမဟုတ်ဘူးねဒီနေ့မှုတဒီနေ့ပြောထားတဲ့မှုတိုင်းကျွန်တော်အစဉ်လိုက်ပြောမယ်ဆိုတော့နံပါတ်1အသွေးအဖြတ်လို့ကျွန်တော်ပြောလိုက်အသွေးအဖြတ်ဂွင်းသားဂွင်းမိတ်နဲ့လက်ခစာလိုက်အသွေးအဖြတ်လက်ခစာလိုက် ကြောက်ပညာကျွန်တော်တို့ကြောက်ဝိုင်းနဲ့ဝင်တဲ့အခါမှာတဲ့ကြောက်ပညာရဲ့ဈေးကွက်ပညာရဲ့လှုပ်ချက်ပညာရဲ့၃မျိုးရှိတာပြောဘူးဟုတ်တယ်မလားကြောက်ပညာခက်တာမခက်လားခက်တာဗောကြောက်ပညာခက်တယ်ကြောက်စီကြောက်သားအသာတန်းအဆင့်နေတိဖို့ရန်အတွက်မှန်မှန်ကန်ကန်တိဖို့ရန်အတွက်တည်တည်ရှာရှာဗောနော်ဒီကောင်ကအသာတန်းအဆင့်ခွန်ရှိရဖြတ်ပြီးသူရင်အပွင့်ရတယ်ဆိုတာကိုတိဖို့ရန်အတွက်နည်းနည်းခက်တယ်အချိန်ပေးရတယ်ကြောက်ပညာဈေးကွက်ပညာလည်းပဲနေ့စဉ်နဲ့များလူတိုးပြီးတော့မှသူများတွေပွဲတိုက်သူများတွေအယောင်ဝင်ဖြစ်တဲ့ဟာကိုကဘေးရရမှာ အကဲခတ်တာတိုင်းယူကြောက်ဝိုင်းထဲမှာပေါ့နော်သူများရောင်းဝယ်တဲ့နေရာယူကိုကဟုတ်လားရက်ပြီးတော့မှကြည်တယ်ဆိုလို့ရှိရင်ကြောက်ဝိုင်းထဲမှာနည်းနည်းရိုင်းတယ်ရိုင်းတယ်လို့သူတို့ကယူဆတာအဲ့လိုကြီးကြည့်လို့မရပြီးရင်ရောင်းနေတဲ့ကောင်ကလည်းမကြိုက်ဘူးဒါကကျွန်တော်တို့ရဲ့အတွေ့အကြုံပြောပြတယ်သူများတွေရောင်းဝယ်ဖြစ်နေရေကိုကဘေးရရင်မှရက်ကြည့်နေတယ်ဆိုရင်သူတို့ရဲ့အမြင်မှာတဲ့ရိုင်းတယ်ရိုင်းတယ်အဲ့ဒီကောင်ကလည်းလာပိုင်းလာညော့နေရလဲအဲ့သူရဲ့စိတ်ထဲမှာမကြိုက်ဘူး တချို့တွေကြာလို့လည်းပုံမလို့လည်းပြောမယ်တချို့ကြာတော့မပြောဘူးမကြိုက်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာအယောင်ပိုင်းသွားပြီဆိုရင်ကိုယ့်အဖွဲ့နဲ့ကိုယ်ပဲနှစ်ယောက်ဆိုနှစ်ယောက်သုံးယောက်ဆိုသုံးယောက်ပဲအများကြီးဘေးရရောက်မှာအုံလာတယ်သိတဲ့သူတွေရောမသိတဲ့သူရောဆိုရင်အဲ့ဒီပွဲစားကိုယ်တိုင်လည်းမကြိုက်ဘူးဒါလေးလည်းဒါလေးလည်းသိစေချင်တယ်ကြောက်ပညာဈေးကွက်ပညာခက်တယ်လှုပ်ချက်ပညာအဲ့တော့ကျွန်တော်ဒီသုံးမျိုးမျိုးပြောပြမယ်ကြောက်ပညာတင်တာနဲ့လှုပ်ချက်ပညာတင်တာနဲ့ဘယ်ဟာမြန်မလဲဘယ်ဟာနှေးမလဲဘယ်ဟာကြာမလဲပေါ့ ကျောက်ပညာကြာမယ်မြန်မာပဲရတော့လောက်ချက်ပညာမြန်တယ်အဲ့ဒီလိုပဲခုနကလည်းထပ်ပြောင်းမေးလိုက်မယ်ဈေးကွဲပညာနဲ့လောက်ချက်ပညာနဲ့ကိုတိတာနားလဲပွေရတော့ဘယ်ဟာမြန်လဲဘယ်ဟာကြာလဲဈေးကွဲပညာကြာမယ်ဟုတ်တာပေါ့ဘာကြောင့်လဲခုနကပြောလို့ကြီးဓာတ်ရကြီးလည်းကြည့်တော့လည်းမရဘူးဒီဆိုင်နဲ့လည်းပတ်ပြီးတော့သွားတဲ့ခါမှာတော့နည်းနည်းတော့တိရတယ်ကိုကိုတိုင်းကြောက်ရင်အများကြီးရောင်းမှုဝယ်ဘူးရောင်းမှုဝယ်ဘူးမှပဲဈေးကွဲပညာတိတာမှလဲအခုချက်ချင်းမသိဘူးကြာတယ် ဲ့တော့မြန်တဲ့ဟာပဲဟာတော့လောက်ချက်ပညာအသွေးအဖြက်ကမြန်တယ်အဲ့တော့ပညာရဲ့တစ်ခုကိုချင်းကလို့ရှိရင်ခင်ဗျားတို့ကြာသားစမလားမြန်သားစမလားဟုတ်ဟုတ်တယ်မလားကျွန်တော်စဉ်းစားတဲ့ဟာတွေကိုဒါပုံမှန်လင်းလင်းပြောပြတာ